ဖူဟန်ဟူမူမမအောင်ကစားပြီးတော့နိုင်ပွဲဆက်ရှာမယ်နိုဘူးအားလုံးပဲမြင်လာပါနိုဘူးကတော့ပြီးခဲ့တဲ့ပရီးမီယာလိပွဲစဉ်မှာတန်တက်လီယူနိုက်တက်ကိုဘေးကျောအောင်ကန်ပြီးတော့မှနိုင်ပွဲရထားခဲ့ပါပြီလီယူနိုက်တက်ကိုငကူပြည့်ဦးဆောင်နိုင်ပြီးမှချေပါဂိုးကြီးပြန်ပြီးတော့ခွင့်ပြုခဲ့ရတယ်လို့ဖူရန်ရဲ့နောက်ကျကိုကြောင့်သာအနိုင်ရခဲ့တာဖြစ်ပါပြီတပတ်ကညမာလီနဲ့ဆင်မြန်ကြီးတို့ကလည်းတည်ကွင်းပြည့်ခဲ့တာကြောင့်နိုဘူရိုဟာစင်းနေနေရာမှာပြန်ရောက်လာခဲ့တယ်လို့စင်မြန်နိုးနဲ့လေးငားမဲ့ပဲကွာရောတာဖြစ်ပါရင်ဂျာရဲ့ပွဲစဉ်မှာတော့နိုဘူရိုဟာဖူဟန်အသင်းကိုအဝေးခွင့်မှာတွားရောက်ပြီးတော့ရင်ဆိုင်ရမှာဖြစ်ပါရင် နိုဘူရိုအနေနဲ့ဖူဟန်ကိုမူမမအောင်ကစားပြီးတော့နိုင်ပွဲဆက်ရှာဖို့လည်းလိုအပ်နေခဲ့ပါတယ်။ဒီနေ့မှာတော့ဖူဟန်နဲ့နိုဘူရဲ့ပွဲစဉ်ကို preview လေးလုပ်ပေးသွားချင်ပါတယ်။နိုဘူရိုဘက်မှာတော့လူစင်မိုင်းပြောင်းလဲတချို့တွေ့ရဖို့ရှိနေပြီးတော့ဘယ်နောက်ကလူနေရာမှာအိုရန်လီစာနိုရီပြန်ပြီးတော့ပါလာနိုင်ပါတယ်။တိုက်စစ်ပိုင်းမှာတော့ချာကီစာဘင်ညိုတို့ပဲပါလာဖို့ရှိနေခဲ့ပြီးတော့ဖူဟန်ကတော့ဆီယာပဲရဲ့ယုံကြည်မှုကိုပြန်ရနိုင်မလို့ပွဲထွက်ခွင့်စိတ်ချတဲ့အနေထားလေးဖြစ်ပါတယ်။ဖူဟန်တင်းကလည်းဟီမီနက်ကိုအထောင်ထားလာနိုင်ပြီးတော့ ချူကွေစီ EOB တို့နဲ့အဓိကကစားသမားစုံလင်ပွဲထွက်လာဖို့ရှိပါတယ်။ထိတိုက်တွေ့ဆုံမှုတွေမှာဆိုရင်တော့နိုဘူတို့ကပဲပြတ်သက်အသာစီးရထားခဲ့တာလေးဖြစ်ပါတယ်။၂017နောက်ပိုင်းထိတိုက်တွေ့ဆုံမှု18ကြိမ်ဆက်တိုက်အထိကိုနိုဘူတို့ကအနိုင်ရထားခဲ့တာလေးဖြစ်ပါတယ်။ဖူဟန်သင်းနေနေကတော့နိုဘူတို့နဲ့တွေ့တိုင်းရလမကောင်းတဲ့ဆင်လာစိုးကိုဒီပွဲမှာခြေဖြတ်ပြဖို့လိုအပ်နေခဲ့ပါတယ်။ဒါပေမဲ့ဒီဟာဒီမှာဖူဟန်သင်းကလည်းရလပိုင်းအားရစရာကောင်းမနေခဲ့ပေနဲ့တာမန်အဆင့်မှာပဲရှိနေခဲ့တာဖြစ်ပါတယ်။ပရီးမီးယားလိမှာနိုင်ပွဲ၅ဝဲသာရထားသေးပြီးတော့ မဘေးဇာစင်း15နေရာမှာရှိနေကြတာဖြစ်ပါရင်ဒါမင်းနောက်ဆုံးကစားထားတဲ့နှစ်ပွဲမှာတော့ဖွင့်ဟာရလက်ကောင်းထားခဲ့ပြီးတော့ဆန်နာလနဲ့ချက်ဖိုက်ရိုးတော့အနိုင်ခံထားခဲ့ပါရင်ဒီပွဲကလည်းသူတို့ရဲ့အိမ်ဝင်းမှာကစားမှာဖြစ်တာကြောင့်ဖူဟန်တို့ဘယ်လောက်ထိလုံပြနိုင်မလဲဆိုတော့စောင့်ကြည့်သွားမှာဖြစ်ပါရင်နိုဘူရိုအနေနဲ့ကလည်းခြေစမ်းပိုင်းတည်ငြိမ်မှုမရှိသေးသလိုခန်ဆဲကလည်းလယ်လွင်နဲ့ဂိုးရီခွင်းပြူနေရပါရင်ဒါကြောင့်ဖူဟန်ရဲ့ဝေခွင်းမှာကစားမှာကနိုဘူရိုအတွက်စိတ်ချလို့ရတဲ့အနေအထားမျိုးလည်းမဟုတ်ပါဘူး သုံးပွဲဆက်ဂူဘောပြောက်ထားတဲ့ဆေးရုပ်ကြီးဟာလန်နီနဲ့ဒီပွဲမှာဂူဘောပြန်ရှာတွေ့မလားဆိုတာလေးစောင့်ကြည့်ရမှာဖြစ်ပါသည်ဒီပွဲကတော့နှစ်သင်းစလုံးရဲ့ပြန်လည်သွင်းကိုယ်တွေမြင်ရဖို့ရှိနေတဲ့ပွဲလို့လည်းထင်ပါသည်ဒါကြောင့်မြန်မာဝင်ကြီးအနေနဲ့ကတော့မတီကြတဲ့ body တွေထက်ဂူဘောပဲတူးဆော်ကြဖို့အကြံပေးချင်ပါသည်အဆုံးထိကြည့်ပေးတဲ့အတွက်ကျေးဇူးတင်ပါသည်